ားလုံးပဲမင်္ဂလာပါမန်နီဘောမြန်မာကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကတော့ Liverpool အသင်းရဲ့အသင်းတိဆောက်ခြင်းအမှုပညာအကြောင်းပဲဖြစ်ပါတယ် Liverpool အသင်းကပြီးခဲ့တဲ့ရာသီမှာ Premier League Champion ဆုကိုရရှိခဲ့တယ်အဲ့တော့ Premier League Champion ဆုရရှိပြီလို့သိကြနေတဲ့အချိန်မှာပဲ Arne Slot ဟာသူ့အသင်းမှာ extra weapon တွေလိုအပ်နေတယ်လို့ယူဆခဲ့တယ် April လမှာသူ့ရဲ့အသင်းကောင်းဆုံး Virgil van Dijk က interview မှာဖြေခဲ့တယ် သူတို့ရဲ့ဒီအသင်းရဲ့တာဝန်ရှိသူတွေအနေနဲ့အသင်းကိုပိုကောင်းအောင် planning လုပ်နေရလို့ယူဆတယ်အဲ့ဒါတွေသူတို့အားပြမှုတွေပြုလုပ်မယ်လို့ယူဆတယ်ဆိုပြီးတော့သူပြောခဲ့တယ်ပေါ့နော်အဲ့တော့ Arne Slot ရဲ့လိုချင်မှုလိုအပ်မှုပြီးတော့ Virgil van Dijk ရဲ့တွေးထင်မှုတွေမှန်ကန်ခဲ့တယ် Liverpool အသင်းဟာဒီနှစ်ຫນွေမှာအာတွန်ခွန်ဆိုင်အသင်းကိုပြုပြင်ပြောင်းလဲမှုပြုလုပ်တယ်အဲ့ဒီလိုပြုပြင်ပြောင်းလဲမှုပြုလုပ်တဲ့နေရာမှာအမ်ပြီးခဲ့တဲ့နှစ်ကတည်းကပေါ့နော် Post Club ပေါ့ Jurgen Klopp ခေတ်လွန်ကတည်းက ဒီ Michael Edward ပြန်လာတယ် Richard Hughes ကအသစ်ရောက်ရှိလာတယ်သူတို့ရဲ့အားနဲ့အတူ Liverpool အသင်းအသစ်ကိုသွားနေတာပေါ့နော်အဲ့တော့သွားနေတဲ့အခါမှာနီးပြတ်တက်လေအားနဲ့ slot ရောက်ရှိလာတယ်သူတို့အတူသွားခဲ့တယ်အဲ့တော့ပြီးခဲ့တဲ့ရာသီက Champion ဆုရရှိရမယ်ဆိုတဲ့ပုံစံမျိုးကြီးမဟုတ်ပဲနဲ့ Club Kellon တခုကိုသူတို့မြေဆန်းခရမ်းပြုတ်ပြီးသွားကြည့်တဲ့ပုံစံတခု ဖြစ်ခဲ့တယ်အဲ့ဒီကြားထဲမှာအကောင်းဆုံးစွမ်းဆောင်ခဲ့ပြီးတော့ Champion ဆုကိုပါရရှိခဲ့တယ်ဒီနှစ် နွေရာသီမှာတော့အကောင်းဆုံးဒါပြုလင်ပြောင်းလဲဖို့အချိန်ရောက်ရှိလာတယ်။အော်တကယ်လဲငွေကြေးတွေအများကြီးသုံးဆွဲခဲ့တယ်ဗောနော်။အဲ့တော့ဒီကစားသမား in out အကုန်လုံးတွက်မယ်ဆိုရင်ပေါင်သန်း830အထိဒါအသုံးချခဲ့တယ်။ကစားသမားအခေါ်အကြီးပြတ်တွက်မယ်ဆိုရင် bonus တွေပါအပါဗောနော်။446သန်းပေါင်အသုံးပြုခဲ့တာကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့သူတို့အနေနဲ့ အသက်တင်ကြီးအများကြီးတုံးနေရတော့ပေါ့အသက်တင်ကအရင်မများခဲ့ဘူးသူတို့အသက်တင်ပမာဏကတန်း180ဝန်းကျင်ပဲရှိတာကိုကျွန်တော်တို့မြင်တွေ့ရတယ်ကစားသမားအယောင်ကနေလည်းပေါင်တန်း260တိအရရှိခဲ့တာကိုတွေ့ရတယ်အဲ့တော့ Liverpool အသင်းဟာကစားသမားအဝယ်ကစားသမားအယောင်ဒီနေရာတွေမှာကျင်လည်စွာကင်တွယ်ခဲ့တာမြင်တွေ့ရတယ်ဒါပေမဲ့ဘောလုံးအသင်းတိဆောက်ခြင်းကကစားသမားအဝယ်အယောင် တွေပဲမဟုတ်ဘူးပေါ့လေပြီးတော့ဒီဘလောက်နဲ့ဝယ်လိုက်တယ်ဘလောက်နဲ့ရှောင်းတယ်ဆိုတဲ့အနေအထားတွေပဲမဟုတ်ဘူးသူတို့မှစဉ်းစားစရာတွေအများကြီးရှိတယ်အဲ့ဒီစဉ်းစားစရာတွေကမှဒီကစားသမားတွေရဲ့ဒီ home grown status တွေပြီးတော့ဒီကစားသမားတွေရဲ့ age group ဆိုင်ရာကိစ္စတွေပြီးတော့ဒီအသင်းရဲ့ကျယ်ပွင့်ကစားသမားတွေကိုစက်ခံမဲ့အဲ့ဒီနေရာကို bridge လုပ်မဲ့ကစားသမားတွေအဆရှိသဖြင့်ဒီနေရာတွေကိုစဉ်းစားရတယ်ပေါ့နော်အဲ့တော့ ဒီ contract situations တွေကိုတော့ပြီးခဲ့တဲ့ရာသီမှာဒါဖြေရှင်းခဲ့တယ်။အသင်းရဲ့အဓိကကစားသမား၃ယောက်ဖြစ်တဲ့ Mo Salah, Virgil van Dijk နဲ့ Alisson Arnold အဲ့တော့ Arnold ကိုတော့တတန်းတိုးနိုင်ခြင်းမရှိခဲ့ဘူး။ကျန်တဲ့၂ယောက်ကိုတော့ဆက်ထိန်းထားနိုင်ခဲ့တယ်။တကယ်တော့ Arnold ကိုလည်းတိုးချင်ခဲ့တယ်။ Arnold ကဒါသူတဘောမတူခဲ့ဘူးပေါ့နော်။သူ့ရဲ့စိတ်ကတခြားကိုရောက်ရှိနေတဲ့အတွက်သူတခြားအသင်းကိုပြောင်းသွားခဲ့တယ်ပေါ့နော်။အဲ့တော့ contractual situation တွေကိုသူတို့ဖြေရှင်းတယ်ပြီးတော့ Louis Diaz ကိုလည်းအသင်းမှာဆက်ရှိဖို့အတွက်စာချုပ်တစ်တွေထောက်လျှောက်ကမ်းလှမ်းတယ်ဒါပေမဲ့ Louis Diaz ကအဲ့ဒီလာစာနှုံထားကိုမကြိုက်တဲ့အတွက်သူပယ်ချတယ်နောက်ဆုံးမှာသူ့ကိုလည်းရောင်းထုတ်လိုက်တယ်ပြီးတော့ဒီအသင်းရဲ့တခြားအခြေအနေတွေကိုကြည့်မယ်ဆိုရင်ဒီ home grown status တွေပေါ့နော်အဲ့တော့ home grown status နဲ့ပတ်သက်လာရင်လေဒီဝယ်ယူတဲ့နေရာမှာဒီ Freddy Woodman ကိုသူတို့အလွတ်နဲ့ခေါ်ခဲ့တယ်ကိုသမားအရှံကိုသမားပေါ့နော်အဲ့တော့ဒီကစားသမားက home grown status နဲ့ကိုက်ညီတယ်ကိုက်ညီပြီးတော့တကယ်တော့ less one ကလည်း မစိုးတဲ့အနေအထားမှာရှိတယ်ပေါ့နော် Manchester City ရဲ့ Academy ကနေထွက်ခဲ့တဲ့ကစားသမားဖြစ်တယ်ပေါ့နော်ပြီးတော့ Frim Pong ကိုသူတို့ခေါ်ယူတယ် Jeremy Frim Pong က homegrown player Netherlands ကစားသမားဖြစ်ပေမဲ့ Manchester City Academy မှာကစားခဲ့တဲ့အတွက်သူဟာ homegrown player ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကစားသမားတွေကြောင့်သူတို့ပြင် Freddie Woodman ကြောင့်အငားချနိုင်ခဲ့တယ်အဲ့တော့ကစားသမားတွေဒီအသင်းမှာဆက်မထိန်တာပဲနဲ့အငားချခွင့်ရလိုက်တဲ့ homegrown player တွေရှိတယ်အဲ့တော့အဲ့ဒါကဘာအကျိုးကျေးဇူးရှိလဲ Liverpool အတွက်အင်မတန်အကျိုးကျေးဇူးရှိတယ် Liverpool ဟာ အငားချတယ်အဲ့အငားချခြင်းကနေအကျိုးကျေးဇူးတွေရယူတယ်ဘလို့အကျိုးကျေးဇူးလဲဆိုတော့နှစ်မျိုးပေါ့နော်အသင်းမှာဓာတ်ရိုက်အသုံးချနိုင်တဲ့အသင်းကိုပိုကောင်းလာအောင်ဒီပိုကောင်းတဲ့ကစားသမားတွေပြန်လဲရောက်ရှိလာခြင်းဒါကတစ်ချက်အဲ့လိုမဟုတ်ဘဲနဲ့ဈေးကောင်းရအောင်အငားချခြင်းဆိုတဲ့ idea ကိုလည်း Liverpool ကအသုံးပြုတယ်အဲ့တော့သူအနေနဲ့ဒီအငားချတယ်အငားမှာခြေစွမ်းပြပြီးပြန်လာတယ်ပြန်လာတဲ့ကစားသမားတွေစီကနေငွေကြေးအမြတ်တွေအများကြီးရရှိခဲ့ပြီးပါပြီဒီရဒီမှာလည်းဒါဆက်လက်ပြသခဲ့တယ် ပြောမဆိုရင်ဒါ Tyler Morton လို့ကစားသမားပေါ့နော် Tyler Morton လို့ကစားသမားက Liverpool မှာကစားကိုမကစားရတဲ့အနေအထားဒါပေမဲ့သူအငားမှာခြေစွမ်းပြနိုင်တယ်သူရဲ့ခြေစွမ်းလေးကလည်းမဆိုးဘူးပေါ့နော်ဒါကြောင့်မလို့သူ Leo အသင်းကိုရောင်းချခဲ့တယ်ဒါမြို့မြို့မြက်မြက်လို့ပြောရမှာပေါ့နော်ပေါင်15သန်းနဲ့သန်း20 25သန်းဒီလောက်ဝန်းကျင်ရရှိနိုင်တယ်အဲ့တော့ Liverpool ကအဲ့ဒီ25နဲ့25ကြားကိုပဲသူရဲ့ selling target ထားတာပေါ့နော်သူရဲ့ခုန အငားချပြီးပြန်လာတဲ့စားသမားလို့သူအိတ်ဝန်းကျင်နဲ့ပဲရောင်းထုတ်လို့ရှိတယ်။ပြီးတော့ဒီနှစ်ထဲမှာပဲ Bandok ကိုလည်းဘုံမောက်အသင်းကိုရောင်းချခဲ့တယ်။ Jarrequan Sor ဆိုရင်လည်းအငားချတယ် Bristol Rovers အသင်းမှာခြေစွမ်းပြခဲ့တယ်ပြီးတော့ဘုံမောက်ပြန်လာတယ်။ Liverpool မှာလည်းနေရာတစ်ခုရတယ်ဒါပေမဲ့ပြီးခဲ့တဲ့ရာသီအနေအထားပြီးတော့ Quan Sor ရဲ့ကြီးထွားလာတဲ့အနေအထားအရာသူဟာဒီအသင်းရဲ့စနစ်ထဲမှာပွဲထွက်ခွင့်မလုံလောက်ဘူးပေါ့နော်ဒါကြောင့်လို့သူအသင်းပြောင်းကျင်တယ်အဲ့တော့အသင်းပြောင်းခွင့်ပြုလိုက်တယ်ငွေကြေးလည်းမြေမြေမြေရရှိတယ်တစ်ချိန်တည်းမှာကွန်ဆာကိုဆိုရင် buyback clause ပါဝင်တယ် Pandoc မှာလည်း Bybus clause ပါဝင်တယ်လို့သိရတယ်ဗောနော်အဲ့တော့ဒါတွေက Liverpool ကကျွန်တော်တို့အယောင်အဝယ်ဆိုတဲ့ကဏ္ဍတစ်ခုတည်းနဲ့မဟုတ်ဘူးနဲ့သူတို့ဒါနောက်ွယ်ရနေလောက်ကင်နေတဲ့နောက်မှစဉ်းစားနေတဲ့ factors တွေအားလုံးကစနစ်တကျနဲ့ချိတ်ဆက်နေတာကိုကျွန်တော်တို့မြင်တွေ့ရတယ်ဗောနော်အဲ့တော့ဒါကြောင့်လည်း Liverpool ဟာအခုလိုမျိုးတော်တော်လေးတောင့်တင်တဲ့စနစ်ကြတဲ့အသင်းသင်းအနေနဲ့တိဆောက်ထားနိုင်တာဖြစ်ပါတယ်ပြီးတော့ကစားသမား ရောင်းချမှုတွေမှာဆိုရင်လေသူတို့ဟာ firm stance ပေါ့နော်ခိုင်မာတဲ့ stance ရှိတယ်အလက်ဇန္ဒားအာနိုနဲ့ပတ်သက်ပြီးတော့ဒီကစားသမားကအလွတ်နဲ့ပြောင်းသွားလို့မှာအလွတ်နဲ့ပြောင်းသွားလို့ပဲမယ် Real Madrid က club ဘွားကမှာတုံးကျင်တယ်သူ့ရဲ့အခြေအနေအရရကြောင်ပေါ့နော်အဲ့တော့တုံးကျင်တယ်တုံးကျင်တဲ့အတွက် Real Madrid ရဲ့ဒါဒီ CEO ကဒီပေါင်း၈သိန်းခွဲပေးမယ်ပေါ့နော်အဲ့ဒါနဲ့ကန်လန်ခဲ့ဒါပေမဲ့ Liverpool ရဲ့ director တွေကလုံးဝလက်မခံဘူးအထူးသဖြင့်တော့ Michael Edwards နဲ့ Richard Hughes နှစ်ယောက်တိုင်ပင်ပြီးတော့၁၀သန်းမရရင် ယူရို10သန်းပေါင်80သမ5သန်းပေါ့နော်မရရင်လက်မလွတ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးကိုလုံးဝခိုင်ခိုင်မာမာပြပြတာတာယက်တီခဲ့တယ်အဲ့တော့အဲ့လိုယက်တီချင်းမှာအချိုးကျစုတွေရှိတယ်ဒါအချောင်လာနိုင်လို့မရဘူးဆိုတဲ့ပုံစံမျိုးကိုအမြဲတမ်းပြသခဲ့တယ်လေဘာဘူးကကိုမူနဲ့ကိုပဲရတယ်မလို့7သိန်းခွဲနဲ့တော့ငါတို့ကမပေးနိုင်ဘူးခေါ်ချင်တော့ယူရို10သန်းပေးရင်ပေးခေါ်မယ်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့နေတဲ့အခါမှာနောက်ဆုံးကျတော့ Real Madrid ကလိုချင်တဲ့အသင်းဖြစ်တဲ့အတွက်သူတို့လိုက်လာရတယ် ခေါ်သွားရတယ်အဲ့တော့အဲ့လိုနေထားမှာအာနုရဲ့လက်ကျန်လာစာရှိတယ်အဲ့လက်ကျန်လာစာတွေရော ခုနစေတန်းကိုအစစရှိတဲ့ပြင်ပေါ့နော်စေတန်းရရှိတယ်ကုန်ကြမ်းစိတ်မှာကအများကြီးတက်တာသွားတယ်အဲ့တော့ daily expense မှာပေါင်3.3သိန်းပေါ့နော်3သိန်း3000ပေါ့ပေါင်3သိန်း3000လောက်တက်တာသွားတယ်ဆိုပြီးတော့ဒါတင်ပြကြတယ်ပေါ့နော်အဲ့တော့ liverpool နဲ့ပတ်သက်လာဒီချက်အရန်သဘောကျပေါ့ပေါ့ပြီးတော့ဈေးကင်ချင်းမှာဒီကစားသမားအယောင် louis dias ကို လာပြီးတော့ကဲလန်တဲ့အသင်းတွေမှာဘာစီလိုနာပါတယ်ဘိုင်မြူနစ်ပါတယ်အဲ့တော့ဘိုင်မြူနစ်ကအာဒီပေါင်65ဒသမ6တန်းနဲ့ခေါ်ယူသွားတာပေါ့နော်အဲ့တော့ပထမတစ်ချိန်ကဲလန်တဲ့အချိန်မှာဒါပေါင်50ပေါင်တန်း50ကျော်56တန်းဝန်းကျင်ပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့မရောင်းတကယ်တော့အဲ့ဒီ50ကျော်ဆိုတာကရောင်းထိုက်တဲ့လူဒီယက်စီရဲ့အသက်နဲ့ကြည့်လိုက်မယ်ဆိုအသက်29နေစာချုပ်တက်တန်းတူတော်ညင်းထားတယ်တက်တန်းနှစ်နှစ်ကျန်တယ်ဒီလိုကစားသမားအနေနဲ့ဆိုရင်ထိုက်တန်တဲ့ကဲလန်မှုဒါပေမဲ့ ထိုက်တန်တဲ့ကံလဲမူလောင်နေတော့ငါတို့ရဲ့အကောင်းဆုံးကစားသမားရဲ့တယောက်ကိုမရောက်ဘူးဈေးပူပြီးမှရောက်မယ်ဆိုတဲ့ပုံစံမျိုးကိုလီဗာပူးကသွားတယ်ပေါ့နော်တကယ်လဲရောင်းချနိုင်ခဲ့တယ်။ဒါဝင်နူးညက်စ်နဲ့ပတ်သက်လာတဲ့နာပိုလီအသင်းကကံလန်းတယ်ဒါပေမဲ့နာပိုလီအသင်းကိုသူတို့လက်မခံခဲ့ဘူးဈေးမကြိုက်လို့ပြီးတော့လက်မခံခဲ့လို့ဆိုပြီးတော့ဒီကစားသမားကိုရောင်းမယ်ဆိုပြီးတော့ဂျောင်းလည်းမထိုးထားဘူးတောက်လျှောက်သုံးနေတယ်ရာဒီဂျိုပွဲတွေမှာဒါဝင်နူးညက်စ်ကတောက်လျှောက်ချီဆွမ်းပြလေကိုးတွေတွင်းနေတယ်ပြီးတော့ဆော်ရီရဲ့ကန်လန်မှုရောက်ရှိလာတယ်အဲ့တော့ပေါင်း56.6တန်နဲ့ ဒါဝင်နူညက်စ်ကိုရောင်းချခဲ့တယ်အဲ့တော့ဒါတွေကိုကြည့်လိုက်မယ်ဆိုရင်လီဗာပူးကငွေကြေးကိုကောင်းကောင်းမွန်မွန်စီမံခန့်ခွဲနိုင်တယ်ဆိုတာကိုတွေ့ရတယ်ဒါတွေကတော့ဒါအကြောင်းနေပေါ့နော်အဲ့တော့အဝင်နေနဲ့ပတ်သက်လာရင်လည်းလောက succession planning လို့ခေါ်တာပေါ့နော်ဒီအသင်းတွေမှာဆိုရင်နောက်အနာဂတ်အတွက်ခေါ်ယူထားတယ် succession ဆိုတာအဲ့ succession မှာမှာ continuous ဖြစ်တဲ့ continuity ကိုပြသနိုင်တဲ့ကစားသမားတွေ Liverpool ကခေါ်တယ်။အဲ့တော့ Jeremy Frimpong လို့ကစားသမားမျိုးကဓာတ်ရဲ့အစားထိုးခြင်း Milos Gorgas ကဓာတ်ရဲ့အစားထိုးခြင်းမဟုတ်ဘူး succession planning ပုံစံဘက်ကိုသွားတယ်။အဲ့တော့ Milos Gorgas ကိုခေါ်လိုက်တယ်။ပြီးတော့ Andrew Robertson ရောင်းချဖို့နှိစက်ခဲ့ဒါပေမဲ့မရောင်းချပင်နဲ့ဒါသူကဒုတိယသင်္ကောင်းဆောင်လည်းဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီ leadership အနေထားနဲ့ Robertson ကိုဆက်ထားတယ်။အဲ့တော့ Liverpool ရဲ့သွားတဲ့ပုံစံမှာ ဒီစဉ်းစားတဲ့ပုံစံတွေပေါ့နော် team management ကစဉ်းစားတဲ့ပုံစံတွေအရရက်ပုံစံအမျိုးမျိုးကိုမြင်တွေ့ရတယ်ပြီးတော့ Florian Verse Florian Verse နဲ့ပတ်သက်လာရင်ဒါ Florian Verse ကို Anslot ကိုရန်သွားတွေ့ပြီးတော့စီယုံပြီးတော့ခေါ်ယူခဲ့တာ Florian Verse ကငါ့ရဲ့အသင်းထဲမှာဘလို့ကောင်းနိုင်လဲဘလို့တိုးတက်အောင်လုပ်ပေးမှာလဲဘာဒီခိုင်းပါလဲဘာဒီကောင်းလာမလဲဒီအချက်တွေကိုစနစ်တကျချပြခဲ့တယ် slot ကအဲ့တော့ Richard Hughes နဲ့ Anslot ကဒီအတွက်တော်တော်လေးလုံးလုံးနိုင်ခဲ့တယ်ပြီးတော့ခေါ်ယူရတဲ့နေရာမှာလဲ Bayern Leverkusen အသင်းက ပေါင်တန်းယူရိုတန်း150အထိဒါလိုချင်ခဲ့ဒါပေမဲ့လိုက်မပေးဘူးဒီအခုသဘောတူတဲ့ဈေးနှုန်းနဲ့ရရှိခဲ့တယ်ရရှိရတဲ့နေရာမှာလည်း installment ကို9ကျင်ခွဲပြီးတော့ပေးမှာဖြစ်တယ်အဲ့တော့ပေါင်တန်း100ကို9ကျင်ခွဲပြီးတော့ပေးမယ်နောက်ထပ် bonus တွေပါဝင်တယ်အဲ့တော့ချုပ်ကြည့်လိုက်မယ်ဆိုရင်အင်မတန်တန်တဲ့အပြောင်းရွှေ့ပြီးတော့ talent acquisition အရာလည်းလက်ရှိကပိုင်း a hot zone ကိုင်းလက်တိုက်စစ်ကစားသမားတယောက်ကိုရရှိခြင်းဖြစ်တယ်အဲ့တော့တော်တော်လေးကိုမိုက်တယ်လှုပ်ရှားမှုလို့သတ်မှတ်နိုင်တယ်ပြီးတော့ Jeremy Frimpong ဆိုရင်လည်းအာဒီလူငယ်ခံစစ် ကစားသမားညာခံစစ်ကစားသမားတွေအကောင်းဆုံးနေရတယောက်သူ့ကိုရရှိတဲ့ဈေးကလည်းယူရို35တန်းတော်တော်လေးတန်လေ rally clause ကိုပေးခဲ့ရလဲဖြစ်တယ်ဒါအပြင်သဘောတူညီမှုတစ်နှစ်ကို installment 3ခုကိုဒါ3နှစ်ပေးချိန်မယ်ဆိုတဲ့အချက်ပါဝင်တယ်ဗောနော်အဲ့တော့ဒီဟာတွေကိုကြည့်မယ်ဆိုလေဘာဘူးရဲ့ဒီလှုပ်ရှားမှုတွေတော်တော်လေးစနစ်ကျဒါရှိတာကိုကျွန်တော်တို့မြင်တွေ့ရလိမ့်မယ်ဗောနော်ပြီးတော့အမ်ဒီ Mama Dash Valley လို့ဆိုရင်လည်းဒါ succession planning လို့ ပြောရမှာပေါ့နော်ပြီးတော့ succession planning မဟုတ်တဲ့ကစားသမားတွေကတော့ Isaac Agitike လို့ပေါ့နော်အဲ့တော့ Isaac နဲ့ Agitike မှာလေဒါကတယောက်မရလို့တယောက်ခေါ်မယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးတကယ်ကနှစ်ယောက်စလုံးကိုပြပြသားသားလိုချင်ခဲ့တာ Agitike ရဲ့ camp နဲ့ဆက်သွယ်မှုက January လတွေက Richard Hughes ကရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော် Isaac ကိုလည်းဒါရအောင်လိုက်ခဲ့တယ်စနစ်တကျလှုပ်ရှားသွားပြီးတော့သူတို့လိုချင်တဲ့ပြမန်းအခုစလုံးကိုရရှိတာကိုလည်းတွေ့ရတယ်အဲ့တော့ Isaac မှာတော့သူတို့မန်းတဲ့ဈေးထက်နည်းနည်းလေးပိုပေးရခဲ့ပေမဲ့လေဒါက တင်းပါနေတဲ့အခြေအနေတွေအကုန်လုံးနဲ့ချိန်ကြည့်လိုက်တဲ့အခါမှာတော့လှုပ်ရှားတင့်လှုပ်ရှားထိုက်တဲ့ပူပင်းမှုလို့တော့ဒါယူဆနိုင်တယ်ပေါ့နော် ပြီးတော့ဒီလူငယ်ကုသမာပတ်စီလို့ကုသမာတွေခေါ်တာမျိုးတွေပေါ့နော်အဲ့တော့အကုန်လုံးဘတ်ဆောင်တောင်းဆောင်လီဗာပူးကအသင်းကိုတိဆောက်သွားတာကျွန်တော်တို့မြင်တွေ့ရတယ်ဒါအပြင်ဒါနီးပြအဖွဲ့တွေမှာလည်းဒါအပြောင်းလဲတွေရှိတယ် လက်ရှိအချိန်အထိတော့ set piece specialist coach ကမရရှိသေးဘူးလုံခဲ့တဲ့တစ်နှစ်တည်းကတို့တို့အလုပ်ခေါ်စာတင်ထားတာတို့တို့စိတ်ကြိုက်မတွေ့သေးဘူးဒါပေမဲ့အသင်းရဲ့ဒီနီးပြအဖွဲ့တွေကပဲဆက်လက်ကင်တွေနေတယ်ပြီးတော့တဦးချင်းနီးပြမှုအတွက်အရေးပါတဲ့ hiding က hiding က IS အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီပေါ့နော်အဲ့ hiding ကနေရာကိုနောက်ထပ်ထိတ်တန်းနီးပြတယောက်ပဲဖြစ်တယ် Van Buren Cross ရောက်ရှိလာတယ်အဲ့တော့ Van Buren Cross က pro license ရနီးပြ ချန်ပီယံလိဝင်ခွင့်ကိုဒါစိန်ခေါ်ခဲ့တဲ့အသင်းတွေပေါ့နော်ပြောမစို့ Rangers တို့ Beşiktaş တို့ဒီအသင်းတွေကိုကင်တွေ့ခဲ့တာဖြစ်တယ်ချန်ပီယံလိ level ကိုရောက်ရှိဘူးတဲ့နည်းပြဖြစ်တယ်လက်တန်လက်ရွေးစင်ရဲ့အသင်းကောင်းဆောင်လည်းဖြစ်တယ် Barcelona Bound လည်းဖြစ်တယ်သူစီမှာအတွေ့အကြုံတွေအများကြီးရှိတယ် Hiding ကထပ်ပို့ပြီးတော့ profile မြင့်တယ်လို့တောင်ပြောလို့ရအဲ့လို profile မြင့်တဲ့ player how ကစားသမား how ကို လီပြဟောင်းကိုခေါ်ယူခဲ့တာဖြစ်တယ်လီဗာပူးအသင်းကအဲ့တော့သူ့ရဲ့ impact တွေစတင်တွေ့ရှိနေရပြီလို့လီဗာပူးအသင်းရဲ့အသင်းနဲ့သတင်းတွေအရာလည်းသိရှိရတယ်ပေါ့နော်အဲ့တော့လီဗာပူးကနေရာတိုင်းနေရာတိုင်းမှာကပြုတ်လုံနေတယ်အကောင့်မှုတွေရရှိလာအောင်ပြုတ်လုံနေတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ဒီ post Jacken Club ခေတ်ကပြီးခဲ့တဲ့နေရာဒီပေါ့နော်2024ဒါ February match အဲ့လိုကာလနေမှာစတယ်သူတို့ရဲ့အာဂါဇာဒရိုက်တာဟောင်း Michael Edward ရောက်ရှိလာတယ်ဒါပေမဲ့အာဂါဇာဒရိုက်တာယာယူနေမှုတော့ပုံမြင့်နေပေါ့နော် ဒါ CEO လို့ပုံစံမျိုး CEO ဆိုတာကဒီ Liverpool ကိုပိုင်ဆိုင်တဲ့ FSG ရဲ့ဒီ CEO Football Operation ဥက္ကဋ္ဌလို့မျိုးသူကင်တွေ့တာပေါ့နော်အဲ့တော့သူအဲ့ရာရူးမြင့်မြင့်နဲ့ရောက်ရှိလာတယ်။တချိန်တော့သူကင်တွေ့ခဲ့တဲ့ Agasa the Writer လို့နေရာမှာဒါကဒီ Richard Hughes ဘုံမောက်အသင်းနဲ့သူရောက်ရှိလာတယ်။ပြီးတော့နောက်ထပ် Technical Director ဆိုရရှိရပြောမစို့လက်ထောက် Agasa the Writer လို့ပုံစံမျိုး Julian Ward ရှိတယ်။ Julian Ward ဟာထိတ်တန့် Director တယောက်ဖြစ်တယ်။ဒီ မိုက်ကယ်အဲ့တော့ထွက်ခွာသွားတဲ့အချိန်တော့ကသူဖြစ်စည်းဆောင်ရွက်ပေးခဲ့တယ်အဲ့တော့သူ့ရဲ့ဒီအချိန်ဆက်တွေကလည်းမနေဘူးအဲ့တော့လီဗာပူးကအပြောင်းရွှေ့ရေလှုပ်ရှားရင်ခုန3ယောက်စလုံးလှုပ်ရှားတာအဲ့3ယောက်စလုံးကကိုပိုင်တဲ့လူဆိုကိုသွားတွေ့တယ်ဆိုတော့ကိုနီဂိုရှိတ်လှုပ်တယ်ဆိုတဲ့ပုံစံမျိုးကိုချိတ်ဆက်တယ်ဆိုတဲ့ပုံစံမျိုးလှုပ်တယ်ပေါ့နော်အဲ့တော့အဓိကလှုပ်ရှားရတော့ Richard Hughes ဖြစ်ပေမဲ့ဟိုနှစ်ယောက်ရဲ့တစ်ချိန်ကအာဂါဇာဒရိုက်တာပပန်နန်နိုင်လှုပ်ခဲ့တဲ့အရှိအသွေးအဆက်အသွယ်တွေကလီဗာပူးကိုအများကြီးထောက်ပံ့ပေးတယ် ါကြောင့်လို့လေလီဗာပူးအရန်အားကောင်းလာပေါ့နော်ပြီးတော့လေလီဗာပူးရဲ့ဒါအကယ်ဒမီနဲ့ပတ်သက်လာလူငယ်နဲ့ပတ်သက်လာဖက်ဒရိုမာကက်စ်ဘင်ဖီကာအသင်းကခေါ်လာတာပေါ့နော်ဘင်ဖီကာအသင်းအကယ်ဒမီမန်နေဂျာဘင်ဖီကာအသင်းမှာခွန်းနှစ်နှစ်လောက်လုပ်ခဲ့တယ်တကယ်ဒီအပိုင်းနဲ့ပတ်သက်လာထိတ်တန်းတယောက်ဖြစ်တယ်အဲ့တော့နီးပြအပိုင်းဒီနီးပြနဲ့ချိတ်ဆက်တဲ့ link အပိုင်းမှာလည်းတော်တော်လေးအားကောင်းတော့တွေ့ရတယ်အဲ့ link ရဲ့အပေါ်မှာတော့ဒါဘုတ်အဖွဲ့ BOD ရရှိတာပေါ့နော်အဲ့တော့ BOD တွေမှာတော့ဒီနှစ်မှာအပြောင်းလဲဖြစ်တာတယ်ဘုတ်အဖွဲ့ member 9ယောက်ရှိတယ်ပေါ့နော် တော့အဲ့အပြောင်းအလဲမှာ CEO ဖြစ်တဲ့ Billy Hogan ကတော့ပုံဖွဲ့တွေကထွက်ထားတယ်ဒါပေမဲ့သူက day to day job တွေကိုပိုလုပ်မယ်ဆိုပြီးတော့တည်ရတယ် Billy Hogan ကစီးပွားရေးနဲ့ပတ်သက်လာရင် Liverpool အတွက်အရန်အားကိုးရတဲ့ CEO တစ်ယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့တခြားဒီပုတ်ဖွဲ့ရထွက်သွားတဲ့ဒါဝိုင်းပုတ်ကို managing director ရှိတယ်ဗောနော်သူ့နေရာကိုတော့ဒါနှစ်ယောက်ဝင်လာတယ်နှစ်ယောက်ကတာဝန်တွေကိုခွဲဝေပြီးတော့ယူကြမှာဖြစ်တယ်ဗောနော်အဲ့တော့ liverpool ဟာအပြောင်းလဲနေတဲ့ဒီနောက်ထပ် error တစ်ခုကိုသွားဖို့အတွက် ြင်ပြင်ပြောင်းလဲမှုတွေပြုလုပ်နေတယ်တိဆောက်မှုတွေပြုလုပ်နေတယ်အဲ့တိဆောက်မှုတွေမှာလည်းကျွန်တော်တို့ကလှုပ်ရှားမှုတိုင်းလှုပ်ရှားမှုတိုင်းလှုပ်ရှားမှုတိုင်းမှာအတိတ်ပဲရှိခြင်းအားကစား sense အပြည့်အဝရှိခြင်း management အပြည့်ရှိတယ်စီးပွားရေးအပြည့်ရှိခြင်းအစရှိတဲ့ဖြင့်အကုန်လုံးမြင်ရတယ်တချို့အသင်းတွေကအားကစားအားကစားအားကစားအရန်ကောင်းတယ်ဒါပေမဲ့စီးပွားရေး sense ကကြာတော့ကြည့်မယ်ဆိုရင်လေအဲ့လိုထားပါတော့အားကစား sense က90ဖြစ်နေတယ် စီဝိုင်းစင်က90လောက်မဖြစ်ပဲ80လောက်ဖြစ်တာမျိုး80လောက်ဖြစ်တာမျိုးအဲ့လိုမျိုးရရှိရအဲ့တော့လီဗာပူးရဲ့အသင်းတိဆောက်ခြင်းအမှုပညာကိုကျွန်တော်တို့ခန်းစားကြည့်ရှုလိုက်မယ်ဆိုရင် နေရာစုံတောင်းစုံကစားသမားအယောင်အဝယ် contract situation succession planning star power ပြီးတော့ကစားသမားတွေကိုဒါဒီ loan management အစရှိတဲ့ပြင်အကုန်ကောင်းတယ်နီးပြ honest lot ဒါအပြင်ဒီအသင်းမှာဝင်ရထားတဲ့နီးပြအဖွဲ့ဝင်တကယ်ကောင်းတယ်ပြီးတော့ခုနလို director တွေ operation level executive တွေပေါ့နော်အဲ့တော့သူတို့ကိုကြည့်မယ်ဆိုရင်လည်းတကယ်အင်္ဂလန်အကောင်းဆုံးလို့မျိုးပြီးတော့ဘုတ်ဖွဲ့တွေအားလုံးကပြောင်းလဲနေတယ်အားလုံးကတိုးတက်နေတယ်အားလုံးကတည်ဆောက်မှုကိုပြသနေတယ်ဒါဟာပဲလီဗာပူးပြသနေတယ်အသင်းတည်ဆောက်ခြင်းအမှုပညာလို့ကျွန်တော်ကတော့ကင်ပွန်းတက်ချင်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ပါမယ်ခင်ဗျာ